ဒီနေ့ကတော့မြန်မာလူမျိုးတော်တော်များများကြိုက်ကြတဲ့ဝက်သားနဲ့ချက်နီလေးချက်ပြပါမယ်။ပထမဦးဆုံးဝတ်သားကိုစာဟင်းချုံမုတ်ရဲ့အယောင်တင်မုတ်ရဲ့ဆနွင်းမုတ်ရဲ့ပြီးတော့နောက်ထပ်ဒီပဲငံပြရည်ရဲ့ခယူးစီရဲ့အဲ့ဒါကြီးအားလုံးပေါင်းပြီးတော့နှက်ထားပါမယ်နော်သူကနှက်တဲ့နေရာမှာ9မိနစ်10မိနစ်လောက်ထားပြီးတော့နှက်ထားရင်တော့ပို့ပြီးတော့အရသာဝင်လွယ်တယ်ပေါ့နော်တေချာလေးအရသာဝင်အောင်နေပါမယ် ပြီးရင်တော့မပူသေးတဲ့စီသေးကိုအခုနောက်ကနှက်ထားတဲ့ဝက်သားလေးတွေထည့်မယ်။ဒါတော့ချက်သွင်ဖြူနှင်းချင်းထောင်းထားတာလေးကိုအပေါ်ကနေထည့်လိုက်ပါမယ်။ပြီးရင်တော့အနက်နေမွေးတဲ့အထည်တိချာလေးကိုမွေးရပါမယ်။ဝတ်သားကိုနူးညံ့ချက်မှဖြစ်တဲ့အတွက်အပေါ်ကနေဝတ်သားမြုပ်တဲ့အထိရေထည့်ပြီးတော့အဖုံဖုံထားပါမယ်။နည်းနည်းလေးနူးညံ့လာပြီလို့ထင်နေဆိုရင်အပေါ်ကနေစွတ်စွတ်နီလေးအုပ်လိုက်ပါမယ်။ ဝတောင်းကြည့်လိုက်တော့နည်းနည်းမနူးညံ့သေးသလိုခတ်စားရတဲ့အတွက်နောက်ထပ်ရေးတရေထည့်ပြီးတော့နှပ်ပါမယ်။ပြီးရင်အပေါ်ကနေကျက်သွမိန်ကြိုက်တဲ့လူကကျက်သွမိန်ထည့်လို့ရတယ်။နနပင်ကြိုက်တဲ့လူတွေလည်းနနပင်ထည့်လို့ရပါတယ်။ကိုကြိုက်နေတဲ့ရထည့်လို့ရပါတယ်နော်။ဝတားကိုနူးညံ့နေအောင်ချက်ပြီးတော့ဂျင်းနဲ့လေးတွေမွေးလာပြီဆိုရင် စားလို့လည်းရပါပြီ။ဒီဟိကကလေးပဲစားစားလူကြီးပဲစားစားဂရင်းတွေးစီမဲ့ဟင်းဖြစ်ပါတယ်။ မြန်မာဟင်းချက်နည်းတွေကိုလွယ်ကူလင်းမြန်စွာချက်ချင်နေဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ခဲ့ပေးပါနော်အားလုံးကိုတက်တာ